မနံပါတ်၁ဆိုရင်ငနရှိတယ်ကျွန်တော်ဒီမှာနံပါတ်၆ဆိုရင်ငနရှိတယ်ကျွန်တော်ဒီမှာနံပါတ်၅ဆိုရင်ငနရှိတယ်ကျွန်တော်ဒီမှာနံပါတ်၄ဆိုရင်ငနရှိတယ်ကျွန်တော်ဒီမှာနံပါတ်၃ဆိုရင်ငနရှိတယ်ဒီမှာနံပါတ်၉ဆိုရင်ငနရှိတယ် မနဘတ်တုညာဆိုရင်ကနေရှိနံပါတ်၄ဆိုရင်ကနေရှိအဲ့ဒါတွေကမန်ကြီးတွေဗျာအကုန်မန်တွေဗျာတူရင်လူရှင်းမကြောင်းဒီနံပါတ်၁နေဒီနံပါတ်၆နဲ့ပေါင်းလို့ရှိဒီ၁နဲ့၆နဲ့ပေါင်းလို့ရှိဘေကနန်တော်လေ နံပါတ်ခွန်ဆိုရင်လည်းထွက်တယ်။တင်းနဲ့ချောင်းတဲ့ပေါ့နံပါတ်ခွန်ထွက်တယ်။ဒီနံပါတ်ချောင်းနေကျွန်တော်ဒီနံပါတ်ချောင်းနေကနအတူတူပေါင်းလို့ရှိနံပါတ်နဲ့ဆိုရင်လည်းထွက်တယ်။နံပါတ်နဲ့ဆိုရင်လည်းထွက်တယ်။ဒီနံပါတ်၅နေ နံပါတ်ခုနဲ့ပေါင်းထည်လိုက်လို့ရှိရင်ဘာရမလဲနံပါတ်နဲ့ဆိုရင်ကနေရမယ်နော်နံပါတ်နဲ့ဆိုရင်ကနေရမယ်အဲ့တော့ကျွန်တော်ဒီနံပါတ်၄နေနံပါတ်ခုနဲ့ပေါင်းလိုက်လို့ရှိရင်ဘာရမလဲနံပါတ်၁ဆိုရင်ကနေရမယ်နံပါတ်၁ဆိုရင်ကနေရမယ် နံပါတ်3နဲ့နံပါတ်3ညာနဲ့ပေါင်းလိုက်လို့ရှိရင်ဘာကနိုင်ရမလဲနံပါတ်3ဆိုရင်ကနိုင်ရမေးနံပါတ်9နဲ့နံပါတ်3ညာနဲ့ပေါင်းလို့ရှိရင်ဘာရမလဲနံပါတ်9ဆိုရင်ကနိုင်ရမေးနံပါတ်3ညာနဲ့နံပါတ်9နဲ့ပေါင်းလို့ရှိရင်ဘာရမလဲ နဘတ်ခေါ်ဆိုရကနရမေနံပါတ်၄နဲ့နံပါတ်ခေါ်နဲ့ပေါင်းလို့ရှင်ပါရမလဲနံပါတ်၁ဆိုရကနရမေတေချာကြည့်သွားနော်ဒီမူလေးကိုကိုကိုပြပြီးလို့ရှင်တေချာပြန်စဉ်းစားသွားနော် ီချောင်းကဘေရပေါက်လေဆိုဒီတင်းနဲ့ချောင်းနဲ့ပေါက်လို့ခွန်ဖြစ်တယ်အဲ့ဒီနံပါတ်6ပြန်ထည့်ဒီနံပါတ်6နဲ့6နဲ့ပေါက်လို့ရှင်ဒီနံပါတ်2ဖြစ်တယ်ဒီနံပါတ်5သူပြတော့ပြီနံပါတ်5နဲ့ခွန်နဲ့ပေါက်နံပါတ်2ဆိုရင်ကတည်းကရတယ်အဲ့ဒီနံပါတ်ခွန်ဒီကိုပြန်ထည့်ဒီနံပါတ်4နဲ့ခွန်နဲ့ပေါက်ဘယ်ကတည်းကရပါလဲနံပါတ်3ဆိုရင်ကတည်းကရမယ် နံပါတ်3နဲ့3ညနဲ့ပေါင်းလို့ရှင်နံပါတ်3ဆိုရင်ကဏ္ဍရမယ်နံပါတ်3ညပြရတဲ့အတွက်နံပါတ်3ညဆိုရင်ကဏ္ဍပြန်ချေနံပါတ်9နဲ့နံပါတ်3ညနဲ့ပေါင်းရင်ဘာရမလဲနံပါတ်9ရမယ်အခုသူပြပေးထားပြီနံပါတ်3ညနဲ့နံပါတ်9နဲ့ပေါင်းရင်ဘာရမလဲနံပါတ်9ရမယ်ဒါဆိုဒီနံပါတ်9ဒီဦးသေးနံပါတ်4နဲ့နံပါတ်9နဲ့ပေါင်းရင်ဘာရမလဲနံပါတ်10 ပါဠိတိတရတာလေတာကနန်းတလုံးချင်းရဲ့အသေးပဲကိုကိုပြောပြပြီနော်တဲတုခေါ်လို့6တုနှစ်တုငါးတုနှစ်တု၄တုတဲတုသုံးတုသုံးတု၉တု၉တုသုံးညတုခေါ်လို့၄တုတဲတုကနန်းတလုံးချင်းစီရဲ့တဲလိုက်ကနန်းတွဲပြီးတော့ဆော်လာတဲ့နံပါတ်၁ကိုနင်းစီကိုပြပြီးနေပြီကဲဒီနံပါတ်၁ကို ပါလို့လေအဲ့ဒီကနအသေးသေးတွေကအများကြီးပြန်တော့ဒါဟိုယိုးယိုးလေးတစ်ချက်ပဲပြောပြတာဒီနဘရှိဒီနဘခွဲနံပါတ်2ခွန်လို့ကြာလေဒီနံပါတ်4နံပါတ်2နံပါတ်1ခွန်လို့ထည့်နေ ဒီနံပါတ်9ရေနံပါတ်3ရေနံပါတ်9ရေခွန်လူထေရေနံပါတ်9ရေနံပါတ်9ရေနံပါတ်10ခွန်လူထေရေကဲတဲ့အကြောင်းပြောပြရတယ်နော်အဲ့တော့ तू ကဘာ ड़ी ဖြစ်လာလဲဆိုရင်လေအဲ့တော့ဒီမှာအဲ့ကနဘာလို့ဆွဲပြသည်လဲ ဒီခွန်36ဆိုရင်ကတော့သုံးလို့သူထေထားတယ်နော်ပြီးခဲ့တဲ့ပကအဲ့ဒါပဲငါလေးလေးဆိုရင်ကတော့သုံးလို့ထေထားတယ်ဒီအောက်ကနတ်နေရာ439ဆိုရင်ကတော့သုံးလို့သူထေထားတယ်အောက်ကနတ်နေအဲ့မှာထွက်ပါပြီဗျာ69လေးဆိုရင်ကတော့39လေးဆိုရင်ကတော့သုံးလို့ထေထားတယ် ဒါဘောနော်ပြောပြတဲ့တချို့ကပြောတယ်ဒီဖက်ကပဲဒါအလားဆွဲမဟုတ်ကဏ္ဍတကယ်အခုဒီဖက်ကမဆွဲပြလေရတယ်လို့ဒီလူမျိုးရဲ့ကဏ္ဍဖြစ်စဉ်ဆွဲပြတော့နေရတယ်ဒါပေကဏ္ဍဆိုတာတော့တင်ချာရတော့ဘေဖက်ကတိုက်မှသာလေကဏ္ဍပူဖြစ်နိုင်လဲဆိုတဲ့အကြောင်းကိုဒါရှင်းပြတဖက်တဲ့ကောင်ဆွဲလေရတယ်လို့ ဒါပေမဲ့ तू ဟာကနန်းတစ်ခုထဲမေဆိုနေတဖက်ဖက်ကတော့တေချာဖို့ဖြစ်နေတာတွေ့ရတယ်လို့ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့တေချာစဉ်းစားတော့ဒီကတော့ထေပြီးလိုက်မှာကာလချက်ပြောင်းလို့မင်းနော် ဒါကနာပိုက်ဆွဲလို့ပြခါတော့ဟိုလိုမျိုးပဲပြလိုက်လို့ရေးဟိုလိုမျိုးပဲပြလိုက်လို့ရေးအဲကဒါမြားတဲ့မြက်တည်းပြင်ပါစို့လို့ဆိုလို့တော့ဒါလေးလုံးရှင်လို့ထိတ်ခဲ့ဒါဒါဒီပေးရိုက်တာဒါလေးလုံးခွန်ထည် ီပင်မှာဒီနှလုံးနဲ့နဲ့ဒီနှလုံးလေးနဲ့ခြောက်လို့ရိုက်ခွေးငါကဒီမှာငါတော့မရိုက်ဘူးသူကခွန်ကြီးချေရိုက်တယ်ဒီလုံးခွန်နှလုံးသုံးယောက်ခွန်ထေရိုက်တော့တယ်အမှန်တော့သူဒါပြောပြတဲ့စဉ်းစားလို့ငူရင်းနဲ့လိုက်ရိုက်တာလို့ဒီကနနှလုံးလေးနဲ့ဒီနှလုံးလေးနဲ့ ရှစ်ဆိုရကတန်လန်တီအဲ့ဒီနံပါတ်ရှစ်ကဘယ်အရှင်းနေလဲစီဒီ၆၃ညနဲ့ဆိုရကနသူထေးလိုက်တယ်ပဲအပေါ်မှာကိုရှိတယ်အဲ့ဒီကိုဆိုတာအခုကျွန်တော်ကဒီနှလုံး၄နဲ့၄နဲ့ရှစ်တယ်လို့ထေးပြတာဟိုမှာအပေါ်မှာကိုဆိုရကနငါဒီမှာ ဒါဒီ3369ဆိုရကနသူကဒီလိုဖြစ်ခဲ့လို့ဗျာဒီနှလုံးလေးနဲ့ဒီနှလုံးငားနဲ့အဲ့လိုကိုလိုဖြစ်ခဲ့တဲ့ပုံစံလေးတွားယူဝင်နေတယ်ဗောဗျာနော်အခုဟိုမှာဆွဲမှာလို့66နဲ့မှာဆွဲမှာလို့ဒါအဲ့လိုမျိုးပုံစံဝင်နေမယ်ဆိုရင်ပြောပြမယ်ဒီမှာ448ဆိုရင်ဒါ6သူညာနေရှဲလို့ ဒါမှနမူနာပြယူဖို့ပြဒီလေးလေးရှဲဆိုရင်ဒီ63ညနဲ့ရှဲလို့အခု66နှစ်နေဆွဲနေဘူကောင်ကြတော့နေဦးဒါအောက်ပိုင်းပဲကြည်အဲ့တော့ဒီလေးလေးရှဲကြီးကိုဒီ63ညနဲ့ရှဲကိုကနန်းထေတော့တယ်ဗျာနော် အပေါ်မှာနမူနာပြပြီးပြီလို့လုံးမစီနီယာထင်နေမလားစီနီယာကြီးဖြစ်နေလားလို့ကတော့မျက်စီထဲမှာပေါ့လေကြီးနေတဲ့ကူကူမမမျက်စီထဲမှာအဲ့လိုထင်တော့မှကြောက်လို့ကျွန်တော်ရှင်းပြန်ဒီကနန်းလုံးနဲ့နဲ့ငါးနဲ့ကြတော့သူခွန်ဆင်းလာပြီဗျာနာအဲ့ခွန်ဆိုတဲ့ကနန်းသူရိုက်လိုက်တာဒီမှာတော့သူထောက်တတ်တာခွန်၃ညာ၆၃ဝန်းနေလေ၃ညာနေချထိတ်တာ ဒီငါလေးလေးသုံးအလေးလေးရနေပြီးတော့ဒီသုံးလုံးခွန်ရိုက်ထဲတော့ဒီကဒါသုံးလုံးခွန်កောက်ရိုက်တော့ဒီကဒါသုံးလုံးခွန်កောက်ရိုက်တော့အဲငါလေးလေးသုံးအနီရိုက်တာအဲခွန်တုံညာဟိုကောင်လဲတူတူပဲဟိုကောင်လဲအဲ့လူပဲရိုက်တာဒီတုံညာတုံညာသုံးဆိုခဲ့အဲ့သုံးလုံးသုံးခဲ့ဖင်ပြဲအောင်ရိုက်တာအဲ့လိုရိုက်တဲ့ကဒါတော့အမှအမှကျွန်တော်လည်းလေခါတို့ပြလို့ရှင်းလေ ဟိုတီကြောင်တာနဲ့ဟိုထူးထူးပြားချင်းတာအဲ့လိုသုံးလုံးသုံးခဲရိုက်တာနော်ဒီ၄၅၉ကိုဆိုရင်းနဲ့အဲ့တော့ဆက်သွားရအောင်အဲဒီနေငါခေါ်သူကဒီလိုရိုက်လာတယ်အဲ့မှဒီ၄၃၉၃ကလေသူကဒီကနန်းနှလုံးနဲ့ဒီနှလုံးလေးနဲ့သူကဘာထဲရခွန့်ချဟောကောကူ ဒါပေမဲ့ဒီမှာပေါင်းချင်းကြားတဲ့နံပါတ်ကိုရင်ရိုက်တာနော်ဒီနေလေး6ဆိုရယ်ကနဘောက်သေးလေးခွန်39ဆိုရယ်ကနတည်တာနံပါတ်ခေါ်နံပါတ်3ညာနံပါတ်9ဆိုရယ်ကနတည်တယ်နော်အေးကျွန်တော်ကဝိလေကြောင့်ပါလိချားလိုက်ရတယ်အဲ9ဖြစ်တယ်ကွာ10ဖြစ်တယ်ခွန်ဖြစ်တယ်6ဖြစ်တယ်အဲ9ကကိုကောင်းကားနေရှောင်းကားနေဒိဗ္ဗမရှိလို့လို့သူက သွဲကောင်လေးတွေကဒီမှာပေါင်းချင်းတွေကပြားနေတယ်အသေးပဲကိုရောင်းနေတယ်လို့ဒါကြောင့်ဒီကနားနှလုံးခွန်နဲ့ဒီနှလုံးတုံများဘာလို့လာရိုက်လဲဆိုဒီကောင်ဒီကောင်ခွန်ကြီးဆိုရင်ကနားလာရိုက်တယ်ဗျာနာရှင်းပြတယ်ဗျာရှင်းပြတယ်ခွန်ဆိုရဲကနားရောက်လာတော့ကျွန်တော်တို့ဒါခွန်ကိုတက်ဆိုရင်ကနားပေါ့နော်တူအဒီအသုံးလုံးသုံးရလေလမ်းထောက်ထားပြီဆိုတော့ဗျာ ဒီကဒီကနန်းသုံးလုံးအဖြစ်ပါတယ်မယ်နံပါတ်4တဘောပေါက်တဲ့တော့ကိုကိုရှင်းပြတာအဲ့ဒါကိုဟာကိုတင်ချစဉ်းစားတခုံခုံတင်ချခြင်းလေးရတယ်နော်ခုံခုံတင်ခုံခုံတင်ကြတော့အသေးပဲမရှိဘူး ตัวตามูยาเว้ซวยหลูเปียวเปียวแล้วก็ดีดีเชกนานะลุงตู่ตู่เทนี่ล่ะบ่เนี่ยนะดีเชกนานะลุงตู่ตัวซ้อนี่ในเฉิงมาจนเราคนคนติหลูจนเราไม่ใหญ่บุอปูจาตะชาใหญ่มั้ยอปูจาเราคนบุเนี่ยเราไม่ใหญ่บุแกนะควรจะลงไปปี้เทม အဲ့တော့အိညာမှာဘာထဲရိုက်မလဲပေါ့ကိုကိုဘာထဲပြရိုက်မလဲဘာထဲရဲမလဲဆိုပြီးဘာထဲရဲမလဲဆိုတော့နော်ရည်ကြအတိုင်းမရိုက်တာကောင်းမထင်နဲ့တော့တောင်ရိပ်မြောက်ရိပ်ဆိုရင်ကလည်း လောတော့မကြောက်လေကွာဒီကနန်းလုံး6ထဲရိုက်လိုက်မယ်နော်အဲ့ကနန်းလုံး6ဆိုရင်ကနန်းထဲရိုက်လိုက်မယ်အဲ့6ကတော့ကျွန်တော်တစ်ဖက်ကတော့ထဲရိုက်မယ်ပြန်နော်ကျွန်တော်ခုံတင်းမချားချင်ဘူးဒီကနန်းလုံး6ကိုနံပါတ်7နံပါတ်2နံပါတ်6ဆိုရင်ကနန်းထဲရိုက်မယ်ပြန်နော် ဘာလို့ရိုက်လဲဆိုပြောပြမှာပေါ့ဗျာအဲ့ကနနှလုံး6ရှင်းနှစ်6ထည့်သူတစ်ဖက်ကတခုခုတော့ကနန်းတိုင်မှာလဲထည့်လို့ရတာလीဗျာတခုခုကကနန်းမတိုင်ပဲနေလေဇွထည့်လို့မဖြစ်ဘူးလीဒီကနန်းနှလုံး6တဘောကောင်းဆွဲဆိုတော့ဘက်ပေါင်းစုံယူတော်တော်လေးကြည်ပြီးတော့ထည့်ပြရတယ်သူအဲ့ဆိုတာရော မလွယ်ဘူးကိုကျွန်တော်တို့ဒီကိုခွန်နေဆိုရဲကနထဲပြီးတယ်မြေပြန်နော်တွားအိဖက်ကတိုင်တိုက်ဆိုင်နေတယ်ကနမို့လို့အိဖက်ကလန့်ထေးတာဒီကနန်းလုံးကိုထဲပြီးတယ်မြေ အိတ်ကနန်းတလုံးကူးထည်ပြီးလိုက်ပြီအဲ့ကူးဒီကူးသုံးခွန်နေထည်ပြီးလိုက်မယ်နော်ကူးသုံးခွန်နေကျွန်တော်ထည်လိုက်မယ်ကူးသုံးခွန်နေပြီးတော့ကျွန်တော်ထည်ပြီးလိုက်မယ်အဲ့တော့ကျွန်တော်ဒီကနန်းတလုံးသုံးထည်တော့မယ်ဗျာနော်ဒီကနန်းတလုံးသုံးထည်မယ်ဘာလို့ထည်ဆိုတီးတယ်နော်ပြန်ပြောပြန်မယ် ဒီကနနလုံး6ကိုဘာလို့ထည့်လဲဆိုတီးတယ်နော်ဟောဒီခွန်3ည6ဆိုတဲ့ကနန်းကိုပါအရိုက်ထားတယ်3ဆိုတဲ့ကနန်းရိုက်ထားတော့ဟို3ည3ည3ခဲရိုက်တာဒီခွန်3ည6 3လို့ရိုက်တဲ့ဒီနှလုံး6ဒီ6နဲ့6ရိုက်တာလို့ဒီငါလေးလေးဆိုတဲ့ကနန်းသုံးလူကောင်ရိုက်ခဲလို့အဲ့ဒီကနန်းနှလုံး6ဆိုတဲ့အသေးပေကို ခုခုနှစ်ခုရိုက်တာလို့ဒီနံပါတ်၄နံပါတ်၃ညာရဲ့နံပါတ်၉ရဲ့၃လို့ရိုက်ခဲ့လို့ဒီနောက်လုံးပေါင်း၉ဆိုရင်ကနန်းကဒီ၉၃ခုရိုက်တာလို့ဒီကနန်းနှလုံး၃ရန်ရိုက်တာမဟုတ်ဘူးလို့သူဒီ၃ညာ၉လေးဆိုရင်ကနန်း၃လို့ထည့်ထားတယ် ဒီနောက်လုံးပေါင်း3ဆိုတဲ့ကဏ္ဍကိုနံပါတ်6နံပါတ်7နံပါတ်6ဆိုပြီးကဏ္ဍကိုသုံးလို့ရိုက်တာအဲ့6တဲ့6ဆိုပြီးကဏ္ဍကိုသုံးလို့ရိုက်တာဘာလို့ရိုက်တာလဲဒါဆိုအဲမရဘူးဆရာနင်းစီကို အဒီ6ခုတော့ပြန်ရှင်းပြီးတခြားဤတခြားပြန်ရှင်းပြီးဟုတ်ပြီဒီ6ခုနောက်တစ်ထပ်ကွန်းထပ်ချမယ်မလွယ်ပါဘူးကိုကိုထွေးတရားလေးအဲနော်တကယ်မလွယ်တဲ့ကနန်းတွေကိုတွက်ပြနေရခြင်းဖြစ်နေဒီမှာကဲသူ3လုံးတက် ထေခေရကနန်းကဗျာဒီသုံးလုံးချောက်ကိုသူလမ်းပူသွားတယ်ဗျာနော်ဒီကနန်းသုံးလုံးတကယ်ဟာလို့နံပါတ်6နံပါတ်9နံပါတ်3ရဲ့အဲ့ကေ6ကြီးလမ်းပူလေတက်ကို6ပါလို့ပါဝါလေးနဲ့သူပူခဲတယ်အခုဒီနံပါတ်6ကဒီကနန်းလုံး6 8 6လို့ထည့်ပြီးတဲ့နဲ့ ကျွန်တော်တို့ဒီ၈နှစ်ဆိုရယ်ကနသုံးလုံးတကူသုံးည၃ည၆လမ်းထည်တယ်နော်ဒီကနသုံးလုံးတလမ်းထည်ဒီကနနလုံးရှိို့ဒီ6ခုနဲ့ရှိလို့ဒီနံပါတ်နဲ့လမ်းထဲဆိုတဲ့ချိန်မှာဒီ6 6ခုဆိုရကနငါလို့ဖြစ်တယ်အဲ့ဒီငါကြီးကို ကိုးနဲ့ဆိုရယ်ကနန်းတုံညာလန်းထဲပြီးနော်ဒီကနန်းသုံးလုံးငါ့ကိုသုံးလုံးတုံညာလန်းထဲဒီကနန်းနှလုံးကိုးကိုးသုံးခွန်လို့လန်းထဲတဲ့နံပါတ်ခွန်ဒီကိုးခွန်သုံးဆိုရယ်ကနန်းကိုးလို့ဖြစ်တော့ကိုးရဲ့ပါဝါလေးကိုနံပါတ်၁နံပါတ်၆နံပါတ်ခွန်ဆိုရယ်ကနန်းကိုလေးလို့လန်းထဲပြီး ဒီကနန်းလုံး3636 3လို့လမ်းထည်လိုက်တဲ့နံပါတ်6ဒီကနန်း3လုံး9ဖြစ်တယ်6 1 9ကိုအဲ့ကို4ပါလို့လမ်းထည်မိ386ထည်ပြီးတာနာအဲ့ဒါကနန်းတစ်ခုဖြည့်ရှင်းပြီးတော့ကနန်းကိုအတတ်နိုင်ဆုံးကြည်ကြည်ပြန်ပြန်စစ်စစ်ဆက်ဆက်နာ ကနန်းတလုံးဘလို့ဝင်လိုက်ဘယ်တိုင်းသာရောက်နိုင်တယ်ဘာမျိုးဖြစ်နိုင်တယ်ဆိုတဲ့အတိုင်းတာကိုတာကူကရှင်းပြတာနော်တကွက်ကောင်းဆိုတာတော့ဒါပြောပြတော့သူဖြစ်လာတဲ့တဒံလေးကိုကြည်ပြီးတော့ပြောရခြင်းဖြစ်တယ်ကဲအဲ့တော့တော့ပေါ့ပြီနော်